င်္ဂလာပါရှင်ခရစ်တက်လီဗေးရှင်း channel မှာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြာဖြူမှာအေအေကခြုံကိုတိုက်ခိုက်ပြီးအကြမ်းမဲ့ဆက်တဲ့ဘက်မှာဗိုလ်မှူးအဆင့်အပါအဝင်30ဦးခန့်တင်ဆက်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်ကြာဖြူမြို့နယ်မှာထိုးစစ်ဆင်လာသည့်အကြမ်းမဲ့ဆက်ကြောင်းတစ်ခုကိုအာရခန့်တက်တော်အေအေကခြုံကိုတိုက်ခိုက်မှုကြောင့်အကြမ်းမဲ့ဆက်တဲ့ဘက်မှာဗိုလ်မှူးအဆင့်အပါအဝင်30ဦးခန့်တင်ဆက်သွားကြောင်းသတင်းထွက်ပေါ်နေပါတယ် ကြာဖြူမျိုးနဲ့ဂေါ်တူတောင်နဲ့အနီနာပတ်ဝန်းကျင်တို့စက်တင်ဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးလာသည့်အကြမ်းမတ်စစ်ကြောင်းကဂေါ်တူတောင်နဲ့ကုလပါကျေးရွာချာမှာအေအီးချုံကိုတိုက်ခိုက်မှုခံခဲ့ရတယ်လို့သိရပါတယ်။ဇင်းတို့တိုက်ခိုက်ခံရသည့်အတွက်အကြမ်းမတ်စစ်တပ်ဘက်မှအခုလိုတည်ဆုံခဲ့ရခြင်းဖြစ်တယ်လို့ဒေသရင်းစီးရင်သတင်းရှင်းမြစ်တစ်ခုကပြောပါတယ်။ ပထမလာတဲ့စစ်ကြောင်းကို AAC မှချိန်မုံခံရလို့ဒုတိယစစ်ကြောင်းတက်လာတဲ့အဲ့ဒီစစ်ကြောင်းကို AA ကစနစ်တကျနဲ့ညအချိန်မှာခြုံခိုဝင်တိုင်းလို့ဗိုလ်မှူးတရားပါတဲ့စစ်သား30ကျော်တည်တဲ့ကျွန်တော်တို့တိတိကျကျရထားတဲ့သတင်းဖြစ်ပါတယ်လို့ပြောပါတယ်။အဆိုပါဗိုလ်မှူးအစင်ပါသည်စစ်ကြောင်းကစနစ်မလာ30ရက်နေ့ညမှာအထည်နာပြီးအလောင်းများကိုအော်တိုဝါလာ3ရက်နေ့မှာလာရောက်ဆက်ထုတ်သွားတယ်လို့စီးရဲသတင်းရှင်မြစ်ကပြောပါတယ်။ ပုံမှုအစစ်ပါသည့်စစ်ကြောင်းကအမှတ်32ရက်တရင်ပတ်မှထိုးတက်လာသည့်စစ်ကြောင်းဖြစ်ပြီးအင်အား190ခန့်ပါရှိတယ်လို့သိရပါတယ်။ဇင်းတို့ခြုံကိုတက်ခိုင်ခံရသည့်အတွက်စက်တင်ဘာလ29ရက်နေ့မှစ၍အော်တိုဝါလာတည်ရနေနေနဲ့ပိုင်းအထိနှစ်ဖက်တိုက်ပွဲအလွန်ပြင်းထန်ခဲ့တယ်လို့လည်းသိရပါတယ်။ အမှတ်32ရဲ့တည်ရင်ပြန်စီကေဘတ်မှတက်လာသည့်စစ်ကြောင်းနဲ့ဒညဝရီရဲ့ဌာနချုပ်ဘတ်မှတက်လာသည့်စစ်ကြောင်းတို့ကဂေါ်လူတောင်နဲ့ပတ်ဝန်းကျင်နဲ့တစ်ပုံတော်တိုင်နဲ့ကုလပါချာမှာအေးအေးစေရပြူအောင်မှအကြအဆုံးအထိကိုင်များပြီးအလူအလဲခံနေရကြောင်းသိရှိရပါတယ်။ စနေမလာ29ရက်နေ့ကလည်းဒညဝရီရေးတဲ့ဌာနချုပ်အနေရှိစီမော်ဘမန်ကုလပါကြေးရွာဘတ်သူစစ်ကြောင်းထွန်လာသည်အကြမ်းတ်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနှင့်ရဲတပ်ရင်30နှင့်မှထွန်လာသည်အင်အား100ကျော်ပါစစ်ကြောင်းတို့ကရှေ့စစ်နောက်စင်တက်လာရန်ခေါ်တူးတောင်းနှင့်ကုလပါကြေးရွာအနာရောက်မှအေအေတန်းချိန်မုန်းခံလိုက်ရကြောင်းသိရှိရပါသည် ကျားဖြူမျိုးပြင်ပမှာဖြစ်ပွားနေသည့်တိုက်ပွဲအတွင်အကြမ်းမတ်စစ်တပ်ဘက်မှအကြဆုံးများပြင်ပင်အင်အားများကိုထပ်မံဖြေကန်ထိုးစစ်ပြင်ဆင်လာတာကြောင့်တိုက်ပွဲများနေ့စဉ်လိုလုံးနေရာကွက်ပြီးပြင်းထန်နေကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးအေအေတင်ထားသည့်တောင်ကုန်းပတောင်လမ်းမော်ကလေးသားတောင်စခန်းကိုအကြမ်းမတ်စစ်တပ်မှပြန်လည်ထိုးစစ်ဆင်ဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ။ရခိုင်ပြည်တောင်ကုန်းနယ်ပဲခူးတိုင်းပတောင်းလမ်းမော်ကအာရခတက်တော်အေးနယ်ပူပေါင်းတပ်တို့သိမ်းမိုက်ထားသည့်လေသာတောင်ကုန်းအကြမ်းမတ်စစ်တမ်းမှပြန်လည်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရရှိပါသည်။အေကပြန်လည်တင်းယူထားသည့်လေတာတောင်စခန်းအောင်အော်တိုဝါလာနေရနေမှာအကြမ်းမတ်စစ်တပ်ကပြန်လည်ထိုးစစ်ဆင်လာတယ်လို့စီရင်သတင်းစင်မြစ်တအူကပြောပါတယ်။လေတာတောင်စခန်းကိုစစ်ကောင်စီစီကနေပြန်လို့တင်ထားတာသူတို့ပြန်လို့ရယူဖို့စူးစမ်းနေလို့တိုက်ပွဲကပြင်းနေ ဒရုန်းနဲ့လက်နက်ကြီးပစ်ကူပြီးပြင်းနေတာလို့ပြောပါတယ်။နောက်ကျိုးချင်းရွာနဲ့မနေမဝေးမှာတည်ရှိသည့်တောင်ကျော်စီလေသာတောင်ကိုစစ်ကောင်စီကဆင်လန်းချင်းရွာကနေအခြေပြုပြီးလက်နက်ကြီးပစ်ကူဒရုန်းပစ်ကူယူပြီးလေသာတောင်ကျော်ပတ်ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။ဒေသတောင်စောနဲ့ညောင်ကျိုးကတဆက်တည်းဆိုတောင်းကြတယ်။ပထမတော့အေအေနဲ့တော်လန်ရဲတပ်ဖွဲ့တွေကဆင်လန်အထိတင်ထားတာပါ။နောက်အကြမ်းစစ်တပ်ဘက်ကပြန်ထိုးစစ်ဆင်လို့ပြန်သိမ်းနေ။အေအေနဲ့တော်လန်ရဲတပ်ဖွဲ့တွေကညောင်ကျိုးအထိဆုပ်ပေးရတယ်။နောက်ထပ်အေအေနဲ့ပူးပေါင်းတပ်တွေကပြန်ထိုးစစ်ဆင်ပြီးဒေသတောင်ကိုပြန်သိမ်းထားတာပါလို့ပြောပါတယ်။ လေသာတောင်ကိုပြန်လည်ရယူရင်းအကြမ်းမတ်စစ်တပ်မှပြန်လည်ထိုးစစ်ဆင်နေမှုကြောင့်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကညောင်ချေထောင်မှတပ်ဖွဲ့ဝင်အင်အားဖြစ်သိမ်းပြီးစင်လန်ကျေးရွာမှအ धिक စခန်းချကောင်လေသာတောင်နဲ့ညောင်ကျိုးကိုထိုးစစ်ပြင်းပြင်းထန်ထန်ဆင်နေတယ်လို့စစ်ရေးသတင်းစင်မြစ်ကပြောပါတယ်လက်နက်ပစ်ကူပေးသည့်ဆင်လန်စခန်းကုန်းသည်ညောင်ကျိုးနှင့်လေးမိုင်ခန္ဓာကွာဝေးပြီးတိုက်ပွဲမှာညောင်ကျိုးနှင့်ဆင်လန်ချာမှရှိနေတဲ့လေတာတောင်ကျောမှဖြစ်ပွားနေခြင်းဖြစ်ပါသည် အကြမ်းမတ်စစ်တပ်ဘက်မှလေကြောင်းပစ်ကူအပြင်ဆင်လန်ရွာမှာအထိုင်ချထားသည့်လက်နက်ကြီးစခန်းမှာလက်နက်ကြီးကြီးများပစ်ကူပေးသည့်အပြင်ဒရုန်းချက်ဖိုင်တာဝိုင်တွဲဝိုင်အင်တို့ဖြင့်နေရောညာပါပုံကျက်တက်ခိုင်းနေတယ်လို့သိရပါတယ်။ဒါအပြင်အုံရှိပင်ညောင်ချေတော့ဘက်မှလည်းစိတ်အင်အားလက်နက်အင်အားများထပ်မံဖြည့်သိမ်းကပြန်လည်ထိုးစစ်ဆင်တာကြောင့် တန်ကုန်းမျိုးအထီးရောက်ထိုးစစ်စင်ရဲ့ရည်ရွယ်ထားမှုကြောင့်ညောင်ချေတောင်းနဲ့ဆင်းလန်းကြီးရွာအချာမှာတင်ငါးပြက်လက်နက်ကြီးအတွဲလမ်းပြင်နိုင်ရန်အင်အားနေရာနေပါလက်နက်ကြီးတပ်တို့ဝါထိုင်ပြီးထိုးစစ်စင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်ဤပြောပြချက်အရသိရှိရပါတယ်။ ယခုစနေမာလာ26ရက်နေ့ကဗရာမျိုးနေစင်လန်ကျင်းရစကန်ကုန်းအစီအစီစကန်ကုန်းနှစ်ခုအကြမ်းမတ်စတဲ့အီစကန်ကုန်းနှစ်ခုကိုလည်းအရခတ်တက်တော်အေးနဲ့ပူပေါင်းတက်သူကတင်မရရှိထားပါတယ်အကြမ်းမတ်စတဲ့ကအီယာဝရီတိုင်းရခိုင်အစက်ဘကိုးတိုင်းရခိုင်အစက်နဲ့မကွေးတိုင်းရခိုင်အစက်နေရာများမှာ၎င်းတို့စစ်ဆုံးရေးပြထားခင်ရသည့်နေရာများကို ပြန်လည်ရရှိရန်ကြိုးပမ်းအထောက်နေသည့်ထိုးစစ်များကိုဇက်နိုက်ပြုလုပ်လျက်ရှိတယ်လို့အေးအေးကထုတ်ပြန်ထားပါတယ်ရှင်ဆလပင် ငဖဲနေရီကန်တိုက်ပွဲအတွင်းထွက်ပြေးလာသည့်တမကိုကိုနဲ့စကကစက်ခွန်ကစစ်သား28ဦးကိုအစင်ဖမ်းမိထားတယ်လို့ PIA မကွေးထုတ်ပြန်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးနိုင်ငံဖဲမြို့နယ်နေရီကန်တိုက်ပွဲအတွင်းကထွက်ပြေးလာကြသည့်အကြမ်းစစ်တပ်ရဲ့တမကိုကိုနဲ့စကကစက်ခွန်မှတပ်သား28ဦးကိုအစင်ဖမ်းမိထားတယ်လို့လူလူတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးတပ်ဖွဲ့ကအော်တိုဝါလာနေရီနေမှာတင်ထုတ်ပြန်ပါတယ်။ သူတို့ဟာလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ငဖဲမြို့နယ်နေရိတ်ကန်ဝန်းကျင်တိုက်ပွဲများမှာထွက်ပြေးလာကြတဲ့သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်အဆိုပါဖန်စီကန်တပ်ဖွဲ့ဝင်အများစုသည် အာဒမစစ်မှုထံဥပဒေအရပေါ်သာဆွဲခံရပြီးနောက်အပတ်စဉ်ဆက်ခွန်မှာအပတ်စဉ်73အထိတင်းနှန်းစင်ထားသည့်တပ်သားများဖြစ်ကြပြီးတိုက်ပွဲဒီဒီမှာလည်းရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာထိခိုက်ကြဆုံးခဲ့တယ်လို့ဆိုပါတယ်။ဖမ်းမိထားသည့်စစ်တုံးပန်းများကိုနိုင်ငံတကာစစ်တုံးပန်းဥပဒေစီမင်းများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားရှိပါတယ်လို့ထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ PIA မကွေးကနိုင်ငံတော်ဝန်စစ်စင်မြင့်တက်လာမှုနဲ့ဟန်ချန်ညီစွာမိမိတို့ဒေသတွင်စစ်စင်ရေးများကိုဖော်ဆောင်လျက်ရှိပြီးအထူးတက်ဖြင့်ငဖဲမျိုးနဲ့အမ်ဘရန်လန်တဆောင် များမှာ၎င်း၊မုံရပသိမ်းလန်းနှင့်အမ်ဘရန်လန်းကြားဒေတာများမှာ၎င်းစစ်စင်ရေးများကိုမဟာမိတ်များနဲ့ပူးပေါင်းဖော်ဆောင်နေတယ်လို့ဆိုပါတယ်။မင်းအောင်လန်ဦးဆောင်ဒီအကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှာစ၍ယနေ့အတီအဖက်ဖက်မှစုံနေပြိုလဲနေခဲ့ကြောင်းဒါပေမဲ့ရွေးကောက်ပွဲနီလန်းဖြင့်နိုင်ငံရေးထွက်ပေါက်ရှာဖွေခြင်း၊ရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်ရေးကိုအသုံးချကာနိုင်ငံတကာဆက်ဆံရေးထူထောင်ခြင်း အာဓမစမှုထံဥပဒေကိုအသက်တွင်ကစိတ်အင်အားဖြည့်တင်းခြင်းစသည်ကျိုးတင်ပစ္စည်းမှုများလှုံ့ဆော်လာပြီးနောက်အကြမ်းမတ်စစ်တပ်ကယခုအခါနိုင်ငံတော်ဝန်စစ်မျက်နှာများသို့တပ်ဖြတ်ထိုးစစ်ဆင်လျက်ရှိကြောင်းထုတ်ပြန်ကြမှာပါရှိပါသည်။ PIA မကွေးကဇန်နူထိုးစစ်ကိုကြက်ကြက်ခံခုခံလျက်ရှိပြီးစစ်နောက်ပိုင်းဒေသများမှလည်းပျောက်ကြားဒေသများတိုးချက်ပေါ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်။ຫນွေဦးဒေါ်လာရေးမှာလက်နက်ကင်ဒေါ်လာရေးတပ်ဖွဲ့များက အလျားလိုက်ပုံစံပုံမှုဖြစ်ထွန်းခဲ့ပါတယ်။ဒါပေမဲ့တော်လရင်ကာလ9နှစ်နေပါကြာမြင့်လာသည့်အထိတဖွဲ့ချင်းအာကမှုလေးအကန့်အသတ်ဖြစ်ခဲ့ပြီးတပ်ပေါင်းစုတရံစုစည်းမှုလည်းအားနေခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းမဲ့ဆက်ကောင်စီ၏တကြောပြန်အကောင်လာမှုမှာထင်းချုပ်ဒေသအချို့ပြန်လည်လည်လွတ်ရမှုများရှင်းဆိုင်ရကြောင်းယနေ့အချိန်တွင်တော်လရင်အင်အားစုအသီးသီး၏တပ်ပေါင်းစုမူဝါဒကိုလက်တွေ့ကြကြကျင်းသောအကောင့်ထဲပေါ်ရမည်ကာလဟုယူဆကြောင်းလည်း PIA မကွေကဆိုပါတယ်။ နွေဦးတော်လှန်ရေးကာလ၅နှစ်နေပါကာလအတွင်းဖိနှိပ်မှုပေါင်းစုံကိုခါစီခံလာခဲ့ကြသည့်လူလူမျက်နှာကိုငယ်ကမိမိတည်နှင်တပွဲအကောင်ကြီးအထက်တော်လှန်ရေးတစုံလုံးအကောင်ကြီးကိုဦးတည်နိုင်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြမှာပါရှိပါသည်လူတော်လည်းရင်အားစုအသေးသေးအနေဖြင့်ကြွေပြသောအမေပေးကွက်ကဲမှုတဲ့အင်အားဖြန့်ကျဲမှုဗနာရေးလေလွင်မှုများကုန်အကျင့်လက်ဆောင်ပေါင်းစည်းကတညီတညွန့်ထင်းတိုက်ပွဲဝင်ကြရမည်ကာလဟုယုံကြည်ကြောင်းလူလူတော်လည်းရင်မဟာမိတ်အင်အားစုပြည်အေးမခွေးကထုတ်ပြန်ထားပါသည်ရှင်။ ဆက်လက်ပြီးစစ်သားမြေအနောက်ဘက်ခြမ်းတိုက်ပွဲစစ်ကောင်စီတပ်ရင်းမှုတအူးတင်းဆုံဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတန်းစစ်သားမြေအနောက်ဘက်ခြမ်းတိုက်ပွဲမှာခလာရ20တပ်ရင်းမှုမျိုးတန့်စင်တင်ဆောင်ခဲ့တယ်လို့စစ်ရေးတရင်းမြေအချို့ကပြောပါတယ်။စစ်တပ်ကတော့အပစင်း46စင်းဒုတိယဗိုလ်မှူးကြီးမျိုးတန်စင်ဟာဖြူမျိုးနယ်ကနေညောင်လေးပင်အခြေဆိုင်ခမာယား20ကိုပြောင်းရွှေ့လာတာတလားပင်မပြေသေးဘူးလို့ဆိုပါတယ်။28ရက်နေ့တိုက်ပွဲမှာတေးတာအခုထိလည်းတိုက်ပွဲတွေဖြစ်နေသေးတယ် ဖြစ်စဉ်နေရာကိုတော့အသေးစိတ်မပြောလို့ရဘူးလို့ညောင်လေးပင်ခင်အခြေဆိုင်သတင်းရှင်မြစ်ကပြောပါတယ်ညောင်လေးပင်မြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ရေးသတင်းအချို့ကိုထုတ်မပြန်ရသေးဘူးလို့လည်းဒေသခံတိုင်းရင်းတစ်ခုရဲ့အတောင်ရင်ရှိသူကအတည်ပြုပါတယ်။ဒဏ်ရာပြင်းထန်တဲ့ရဲဘော်နှစ်ဦးအသေးစားထိထားတာတွေလည်းရှိတယ်။အတည်အပြောက်တော့မရှိဘူးလို့သူကပြောပါတယ်။အထင်အရည်နဲ့စစ်ကောင်စီကဝိုင်းသွဲချက်ဖိုက်တာအစားရှိတဲ့လေရင်တွေနဲ့ပုံချင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ။ညောင်လေးပင်မှာခမာယာ20ခမာယာ984နဲ့ခလာယာ51တန်ရင်တွေကပြည်သူတွေကိုအစိုးရအပြုံနဲ့တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့အခုနှစ်အေဗီလာကဖန်စီကံပြူကောင်ဆောင်လှိုင်းမင်းကထွက်ဆိုထားပါတယ်။2023ခုနှစ်2025ဖေဖော်ဝါရီလပိုင်းအထိညောင်လေးပင်မြို့နယ်တွင်ခမာယာ349ခလာယာ350ခလာယာ440နှင့်ခမာယာ7တရင်တွေကလည်းဒေသခံတွေကိုတက်ဖြတ်ရမှာပါဝင်ခဲ့ပါတယ်။